YouTube မှာ AI နဲ့ content တွေဖန်တီးပြီးငွေရှာမဲ့မိတ်ဆွေတွေအတွက်ဒီနေ့ဗီဒီယိုမှာ AI tools သုံးမျိုးကိုသုံးပြီးတော့ lo-fi music video တွေဖန်တီးလို့ရမယ့်အကြောင်းကိုပြောပြပေးသွားမှာပါ။အရင်ဆုံးမိမိဖုန်းရဲ့ browser ထဲကနေဖြစ်ဖြစ် computer browser ထဲကနေဖြစ်ဖြစ် Suno AI လို့ရိုက်ရှာလိုက်ပါ။ပြီးရင် sign in ဒါမှမဟုတ် sign up ကိုနှိပ်ပြီးမိမိရဲ့ Google account နဲ့ login လုပ်ပြီးသုံးလို့ရပါပြီ။ Lo-fi music ဖန်တီးမှာမို့လို့ instrumental button ကို on လိုက်ပါတယ်။ပြီးရင်တော့ ChatGPT ကထုတ်လာတဲ့ prompt ကိုဒီနေရာမှာရေးထည့်လိုက်ပါတယ်။ Video ထဲမှာသုံးပြသွားတဲ့ prompt ကိုတော့ command ထဲမှာထည့်ပေးထားပါတယ်။ prompt ရေးထည့်ပြီးရင်တော့ create ကိုနှိပ်လိုက်ပါမယ်။ကိုက Lo-fi တစ်ခုလည်းဖန်တီးချင်တာမဟုတ်ပဲ Hip Hop Beats လို့တခြား instrumental background music တွေထုတ်ချင်ရင်လည်း prompt မှာပြင်ဆင်ပြီး generate လုပ်လို့ရပါတယ်။10မိနစ်လောက်ဆောင်ပြီးဆိုရင်တော့ကျွန်တော်တို့ထုတ်ထားတဲ့ Lo-fi music ရလာပါပါ။ရလာတဲ့ music တွေကို download ဆွဲပြီးတင်ထားလိုက်ပါမယ်။ ကျွန်တော်တို့လိုချင်တဲ့သင်ရလာပြီဆိုရင်တော့ဗီဒီယိုဖြစ်ဖန်တီးဖို့ AI ပုံထုတ်ပါမယ်။ browser ထဲမှာ Leonardo AI လို့ရိုက်ရှာလိုက်ပါ။ဝိုင်းပြလာနေရာကိုနှိပ်လိုက်ပါမယ်။ပြီးရင်တော့ Sona Suno AI မှာလို့ပဲမိမိရဲ့ Google account နဲ့ပဲ login ဝင်ပြီးတုံးလို့ရပါတယ်။ဝိုင်းထားတဲ့ကိုဝင်လိုက်ပါမယ်။ဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ modern and preset ဆိုတဲ့တဲ့ကိုဝင်လိုက်ပါပြီးရင်တော့ animate ဆိုတာကိုယူလိုက်ပါမယ် တိုင်ဆိုတဲ့နေရာမှာ anime retro ကိုရေးလိုက်ပါမယ်။ပြီးရင်ကိုကြိုက်တဲ့ image dimension ကိုရေးလိုက်ပါ။ဒီ video မှာတော့ YouTube ရဲ့ size တိုင်း16:9ကိုရေးထားပါတယ်။ပြီးရင်တော့ ChatGPT မှာထုတ်ထားတဲ့ prompt ကိုကူးထည့်လိုက်ပါတယ်။ prompt နဲ့ထည့်ပြီးပြီဆိုရင်တော့ generate ကိုနှိပ်လိုက်ပါမယ်။စက္ကန့်20လောက်စောင့်ပြီးရင်တော့အခုလို anime style AI ပုံတွေရလာမှာဖြစ်ပါတယ်။ပုံတွေရလာပြီဆိုရင်တော့တခြင်းမှာထည့်ခြင်းတဲ့ပုံတွေကိုရွေးပြီး download ဆွဲလိုက်ပါမယ်။ ပုံရိုးတစ်ချင်ရောရလာပြီးပြီဆိုရင်တော့ CapCut ထဲကိုသွားပါမယ်။ Create project ကိုနှိပ်ပါ။ Media ထဲမှာ Sona ကဒေါင်းလုဒ်ဆွဲခဲ့တဲ့ AI ပုံနဲ့ AI တစ်ချင်ကို import လုပ်ပါမယ်။ import လုပ်ပြီးပြီဆိုရင်တော့ပုံရိုးတစ်ချင်ရောကိုအောက်က timeline ထဲကိုအခုလိုမျိုးဆွဲထည့်လိုက်ပါမယ်။ပုံကခဏလေးပဲမြင်ရပါဖြစ်လို့ audio နဲ့ညီအောင်တစ်ခါလဲဆွဲထည့်လိုက်ပါမယ်။တစ်ချင်ကိုစမ်းဖွင့်ကြည့်ပါမယ်။ လောလောဆယ်ပုံအားညီနေတော့ကျွန်တော်တို့ပို့ပြီးစိတ်ဝင်စားကြအောင် effect တွေထည့်ကြည့်ပါမယ် ကိုစိတ်ချအဖက်တွေစတစ်ကာတွေထည့်ပြီးပြီဆိုရင်တော့ဗီဒီယို export ထုတ်လို့ရပါပြီ။ခုဆိုရင်တော့ AI နဲ့အစားဆုံးဖန်တီးထားတဲ့ background music ရလာပြီပဲဖြစ်ပါတယ်။ဒီလိုမျိုးဗီဒီယိုတွေကို YouTube ပေါ်မှာ background music channel တစ်ခုဖြစ်စတင်ပြီးဝင်ဝင်ရှာလို့ရနိုင်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်